မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးတဲ့သတင်းတို့တော်အစီအစဉ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဆုံးသတင်းအနေနဲ့ကတော့အားလုံးတိလက်အတိုင်းမိုးကုန်းနဲ့မိုးမိတ်ကို TNNA ထံကနေစစ်ကောင်စီကတရုတ်ကနေတဆင့်သွားတောင်းတဲ့အတွက်သဘောတူညီချက်နဲ့ပေးလိုက်ကြတယ်ဗောနော်အဲ့ဒီပေးလိုက်တဲ့မိုးကုတ်မိုးမိတ်ကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထိန်းချုပ်နေပြည်များကိုကာဝယ်မယ်ဆိုပြီးတော့အခုကြေညာချက်ထုတ်လိုက်တဲ့သတင်းမှဖြစ်ပါတယ် မန္တလေးတိုင်းမိုးကုန်းမြို့ကိုဆက်လက်ထိန်းချုပ်နှံရစ်မိဖက်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကကျိုးပန်းဆောင်ရွက်တွားမိဖြစ်ကြောင်းတော်လှန်အင်အားစုတချို့ကပြောဆိုလေယနေ့ TNNA ကမိုးကုန်းနှင့်မိုးမိတ်မြို့မှစုခွာမိဖြစ်ပြီးစစ်တပ်နှင့်အပြည့်ရကြောင်းကြီးညာပြီးနောက်တော်လှန်အင်အားစုများကယင်းတို့ပြောဆိုလာခြင်းဖြစ်ပြီးတစ်ဖက်တွင်လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုကာကွယ်တွားမိဖြစ်ကြောင်းကြီးညာလာခြင်းဖြစ်သည့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုင်းဒေသမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုမိဖက်ຫນွေဦးတော်လိုင်းအင်အားစုများ၏ ပူပေါင်းမှုတပ်ဖွဲ့ဝင်ပေါင်းများစွာ၏စွန့်လွတ်ပိဆက်မှုနှင့်အတူမန္တလေးဒေသအတွင်းရှိနယ်မြေချို့ကိုထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်းထို့ကြောင့်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတီရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်တော်နိုင်အင်အားစုများနှင့်လက်တွဲကကိုစွမ်းရှိသမျှညံစွမ်းရှိသမျှအားတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်တော်မူဖြစ်ကြောင်းယနေ့ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နော်အခုလက်ရှိ TNN ၏ကိုတနိုင်ငံလုံးဝိုင်းဆဲနေကြတာပေါ့။နော်အဲ့တော့ဝိုင်းဆဲတာကကျွန်တော်တို့အပြေမဟုတ်ပါဘူး။ ဒီနယ်မြေတွေကိုသူတို့ကဘာကြောင့်စုပ်ပေးရတာလဲအားလုံးတိတဲ့အတိုင်းစစ်ထာနာချုပ်ကြီးဖြစ်တဲ့လာချိုးမှာစစ်ထာနာချုပ်ကြွားရတယ်ဗျာအဲ့ဒါကြီးဟိုတော်မှာတနတ်တစ်ချက်မဖောက်ဘဲနဲ့တရုတ်ကိုတွားငိုပြီးတောင်းခဲ့တာအားလုံးအတိပဲဖြစ်တယ်အခုလက်ဒီမိုးကုတ်မိုးမိတ်ဆိုတာကအခုမှပေးရတာမဟုတ်ပါဘူးတရုတ်မှာတကြီကြီနဲ့တွားတောင်းနေတာဒီစစ်ခွေးခေါင်းဆောင်တွေကြားပါပြီဘလို့မှညှိလို့မရလို့ကြန့်ကြန်နေတာအခုနောက်ဆုံးမှ TNN တွေကတရုတ်ကဖိအားကိုဘလို့မှမလွန်ဆိုင်တဲ့အဆုံးမှာ နော်ဒီနယ်မြေတွေကိုပြန်လည်စုပ်ခွာပေးရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အမြဲပြောနေတယ်လို့ပေါ့နော် MNDA စုပ်ထည့်ရကျွန်တော်တို့ဒီစကားကို ပြောပါအဲ့ဒါဘာလဲဆိုတော့အေးလေ MNDA လာရှုပ်စုံဝင်စုပ်ပေးလိုက်လေမင်းကမင်းငါတို့ကလာရှုပ်ကစုပ်ပေးတယ်စုပ်ပေးလိုက်ပေါ့ဒါတွေအားလုံးကို PDF တွေတိုက်ယူလို့မရဘူးလားဆိုတဲ့စကားကိုကျွန်တော်တို့ပြောခဲ့တာအခုလက်ရှိ TNN နေမှာအဲ့ဒီပုံစံတိုင်းဖြစ်လာတာပေါ့အဲ့တော့လက်ရှိမိုးကုတ်မိုးမိတ်ဒေတာတွေမှာ လက်ရှိစစ်တပ်နဲ့ TNN တိုက်ပွဲဖြစ်နိုင်ခြေတွေဆက်ရှိနိုင်ပါတယ်မန္တလေးတိုင်းဒေသမှာဒါကြောင့်မလို့မန္တလေးတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ဂယူဆိုင်တတိထားကြဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ Hornet PDF တို့အဖွဲ့ရဲ့သူတို့လုပ်နေတဲ့အလုပ်လေးကိုချမ်းပြထားတာဖြစ်ပါတယ်အဲ့ဒီမှာ campaign လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ပြားတူတက်ရင်ကရဲဘော်တွေတော်လိုင်းမှာဘာလုပ်နေကြလဲသူတို့ကြုံတွေ့နေရတဲ့အခက်အခဲဘာတွေလဲဆိုတာ Hornet PDF ကမှတ်တမ်းရုပ်တံနဲ့တကွတင်ပြထားပါတယ် ော်နဲ့ PDF ဟာရှေ့တန်းရဲဘော်တွေအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းတွေကိုနေညာမပြတ်ထုတ်လုပ်နေပြီးထုတ်လုပ်ထားတဲ့လက်နက်ခဲယမ်းတွေကိုရှေ့တန်းတို့အချိန်မီရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ဖို့ကြိုးစားလျက်ရှိတယ်လို့သိရပါတယ်ထုတ်လုပ်ပြီးသားလက်နက်ခဲယမ်းတွေကိုရှေ့တန်းပို့ဆောင်ရမှာမဟာမိတ်တပ်ပေါင်းစုတွေရဲ့ရင်ကိုစောင့်ဆိုင်းကပို့ဆောင်ပေးတယ်လို့ဆိုပါတယ်ရှင်းမ်းမှာလိုအပ်တဲ့လက်နက်ခဲယမ်းတွေအချိန်မီပို့ဆောင်နိုင်ဖို့ဟော်နက် PDF မှာဖိုးဝီကားစီလိုအပ်နေပြီးပြားတူတို့ကားကူစို့ကမ်ပိန်း တိန်း900ကမ်ပိန်းပြုလုပ်နေတာကြောင့်တော်လှန်မိဘပြည်သူတွေကူညီပေးကြဖို့မြစ်တာရက်ခံထားပါတယ်ဒါကတော့ဟော်နက် PDF ကเนาะလိုအပ်ချက်အခက်အခဲလေးကိုပြည်သူကိုရုတ်တံဖိုင်နဲ့တကွချပြပြီးတော့သူတို့လိုအပ်နေတဲ့ဖိုးကြီးကားတစ်စီးအတွက်ချက်တိန်း900ကမ်ပိန်းအလုပ်ထားတဲ့ဆိုတဲ့ဟာလေးကိုပြောတာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအနေနဲ့ဟော်နက် PDF ပြားတူတက်ရင်ရဲဘော်တွေနဲ့အတူတော်လှန်ရေးမှာနိုင်တဲ့တော့ပေါင်ဝင်ပေးကြပါလို့ဒီကနေ့ကနေတိုက်တွန်းပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ် ဒါကတော့နေပြည်တော်ကမဲဆန္ဒနယ်တွေမှာအငိမ့်စန်းဗိုလ်ချုပ်ကြီးတွေရွေးကောက်ပွဲဝင်ပြန်ကြဖို့ရှိပြီးစစ်ရုံးရှိတဲ့နေရာလဲဖြစ်လို့အခြားမဲဆန္ဒနယ်တွေထက်အနိုင်ရဖို့မျှော်လင့်စရာရှိနေပါလေအစင်လာအပြည့်နေပြည်တော်မှာစစ်ဗိုလ်ချုပ်တွေရွေးကောက်ပွဲဝင်ပြီးတမရနဲ့လွတ်တော်ဥက္ကဋ္ဌလို့အရေးကြီးတဲ့နေရာတွေရခဲ့ဘူးပါတယ်အခုလာမဲ့ရွေးကောက်ပွဲမှာလဲစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ရဲ့လူယုံအငိမ့်စန်းဗိုလ်ချုပ်ကြီးအောင်လင်းတွင်းနဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ပွင့်ပြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးတို့ကနေပြည်တော်ကဝင်ပြိုင်မှာဖြစ်ပါတယ် အမတ်10ရောက်ရွေးကောက်ခံရမဲ့နေပြည်တော်မှာ USDP ကနေအငိမ့်စားစစ်ပို့ချုပ်၈ရောက်ထိဝင်ပြိုင်ညာတွေ့ရပါတယ်စစ်ရုံးနဲ့အစိုးရရုံးဆိုင်ရာနေပြည်တော်မှာအစိုးရဝန်ထမ်းတွေမဲပေးကြမှာဖြစ်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်လဲဇေယတီတီမဲဆန္ဒနယ်ကနေမဲပေးနေကြဖြစ်ပါတယ်တော့ဒါကတော့အားလုံးထိတဲ့အတိုင်းနေပြည်တော်မှာတက်နေဆိုပြီးတော့သူတို့အဲတကယ်အခိုင်အမာကောင်တွေပေါ့ခေါင်းပေါင်းတွေပေါ့ဝင်ရောက်ရှင်းပြနေတာဖြစ်ပါတယ်အခုလဲအဲ့ဒီကနေခင်ပါဝင်ဒီ ကျန်းဖို့မှာအငိမ့်စားယူထားတဲ့ဆိုတော့နော်ဒီအငိမ့်စား၈ရောက်အထိဝင်ပြိုင်မှာဖြစ်ပါတယ်အဲ့တော့ဘလို့ဖြစ်ဖြစ်လက်ရှိရွေးကောက်ပွဲဟာသူတို့ဘက်ကပြောသလိုပဲတယောက်တည်းဖဲချိုးတယ်တယောက်တည်းကလပ်ဖန်ထိုးတယ်တယောက်တည်းဖဲဝေတယ်တယောက်ဖဲတိုင်ကြိုင်တယ်တယောက်ပဲစားတယ်လို့နော်သူတို့ကသူတို့လှုပ်ချင်တာလှုပ်နေတဲ့ရွေးကောက်ပွဲ ရှင်းပြောရင်ပြည်သူအများစုကတော့ဒီရွေးကောက်ပွဲကိုလက်လက်လက်မခံဘူးတရားဝင်မှုလည်းမပေးထားတာအလုံးတီပဲဖြစ်ပါတယ်အခုပြည်သူတင်လာဆိုတော့မြန်မာပြည်သူနဲ့တတ်သက်တဲ့ကမ္ဘာနိုင်ငံကောင်းဆောင်အားလုံးကလည်းလက်ရှိအာဆီယံအပါအဝင်မြန်မာနိုင်ငံမှာလက်ရှိအာဏာတိမ်းထားတဲ့အကြမ်းဖက်ကောင်တွေပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုကဘာကပါလုံးဝလက်မခံတာအလုံးတီပဲဖြစ်ပါတယ် အဲ့တော့ဒီကောင်တွေကတော့ဒီအတုရောက်ရွေးကောက်ပွဲကနေတရားဝင်မှုရအောင်သူတို့လည်းသူတို့အစွမ်းရှိတဲ့လောက်စူးစမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းမပေါ့ဘဲနဲ့စီစီလုံးလုံးညီညွတ်နဲ့ဝိုင်းလှုပ်ကြဖို့လိုပါတယ်ဟုတ်ကဲ့နောက်ထပ်တနည်းနှုတ်ကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ပြင်ပလက်နက်ကင်အဖွဲ့အစည်းမှတဲ့ပြည်သူအုပ်ချုပ်ရေးရန်နေရာ၌မဆွတ်ဖက်ရန်ပခုတ်ကူပါပါအတိပေးတယ်ဆိုတဲ့တဲ့တင်မှာဖြစ်ပါတယ် မကွေးတိုင်းပကုတ်ကူမြို့နယ်အတွင်းကပြင်ပလက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်နယမှာဝင်ရောက်ဆွတ်ဖက်တာတွေမပြုတ်လောက်ကြဘူးအော်တိုဘားလ26ရက်မှာပကုတ်ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖကအတိပေးထုတ်ပြန်လိုက်ပါတယ်ပြည်သူ့ဝန်ဆောင်မှုတွေကိုဆောင်ရွက်နေတဲ့အချိန်မှာပကုတ်ကူမြို့နယ်အတွင်းမှာရှိကြတဲ့တချို့သော MOD လက်အောက်ခံမဟုတ်တဲ့ရတဲ့ပြင်ပလက်နက်ကင်အဖွဲ့အစည်းတွေဘက်ကနှောက်ယှက်တာတွေရှိနေတဲ့အတွက်အခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်လို့ပြောပါတယ်ပကုတ်ကူမြို့နယ်အတွင်းမှာလက်နက်ကင်ဆောင်ကြတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာန MOD ရဲ့လက်အောက်ခံတိုင်းရင်းတပ်ဖွဲ့တွေရှိတယ်လို့ NUG MOD လက်အောက်ခံကိုမဝင်ပဲတီးခြားရက်တီကြတဲ့တော်လိုင်းရင်းတပ်ဖွဲ့တွေလည်းရှိနေတယ်လို့ဆိုပါတယ်အမျိုးသမီးကလေးနဲ့လူငယ်နဲ့ကလေးသူငယ်စောက်ရှောက်ရေး MOWICA အဖွဲ့ဝင်တွေဟာဒေတာဖွံ့ဖြိုးရေးကိစ္စတွေပညာရေးကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပြင်ပြည်သူတွေအတွက်ထောက်ပံ့ခြင်းပေးဖို့ကိစ္စတွေစောင်ရွက်ဖို့ပခုတ်ကူမြို့နယ်တွေက UNG MOD လက်အောက်ကမဟုတ်တဲ့ တီချလက်နက်ကင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေကိုကွင်းစင်းကြတဲ့အခါမှာအဲ့ဒီလက်နက်ကင်အဖွဲ့ဝင်တွေကသူတို့ရဲ့စိုးမိုးနယ်မြေတွေကိုလာစရာမလိုဘူးဆိုပြီး MOWICA ရဲ့အဖွဲ့ကမျိုးသမီးတွေကိုပြောလွှတ်လိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဗျနောက်နောက်မှာအခုတို့ဖြစ်စဉ်တွေမဖြစ်ပေါ်ဖို့ရည်ရွယ်ထုတ်ပြန်ကြတာဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ဒီသတင်းကိုအားလုံးကြားရတာစိတ်ထဲကိုဘဝင်ကြမှာမဟုတ်ပါဘူးဒါလုံးဝမဖြစ်တဲ့ကိစ္စပါ ဒါကြောင့်မို့လို့ကျွန်တော်တို့ပြောတာ MOD NUG ရဲ့အောက်ကိုမဝင်ဘဲနဲ့တီးခြားရက်တီတဲ့အဖွဲ့တွေအနေနဲ့ဟာတော်လန်ရေးမှာအန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတာကိုခဏခဏတတိပေးပါလေအဲ့တော့လက်နက်ကင်ထားပြီးတော်လန်ရေးလက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တိုင်းတော်လန်ရေးမဟုတ်ပါဘူးเนาะဒါအောင်လက်နက်ကင်တပ်ဖွဲ့တိုင်းတီးဖို့လိုတယ်ကျွန်တော်တို့ကတော့တော်လန်ရေးပါကျွန်တော်တို့စစ်တပ်ကိုတိုက်နေပါတယ်ဆိုတိုင်းစစ်တပ်ကိုပြစ်တိုင်းတော်လန်ရေးမဟုတ်ဘူးကျွန်တော်တို့တော်လန်ရေးဆိုတာစစ်တပ်ကိုပြစ်တာမဟုတ်ဘူးเนาะတော်လန်ရေးရဲ့ ပတ်သက်ရပတ်သက်ကြောင်းလှုပ်ဆောင်ရမယ်ကိစ္စတွေအဝဝကိုလှုပ်ဆောင်တာလင်းတော်လှန်ရေးမြည်ထိုက်တာပါစစ်တပ်ကိုပြစ်တာတခုတည်းနဲ့တော်လှန်ရေးလို့អော်နေလို့မရပါဘူးဒါကိုတိဖို့လိုပါတယ်နောက်တစ်ခုရှိတာကဒီကနေ့ကနေကျွန်တော်တို့တောင်းဆိုခြင်းပါအဲ့ဒါဘာလဲဆိုတော့လက်ရှိနယ်ဒီမှာ NUG MOD အောက်မှာရှိတဲ့လက်နက်ကင်တွေရှိတယ်တိုင်းနာ EOS တွေရဲ့ကုတ်ကဲမှုအောက်မှာနေတဲ့လက်နက်ကင်တွေရှိတယ်ပြီးတော့ချင်းတိုင်းနာအောက်ထဲလည်းမဝင်ဘူး NUG MOD အောက်ထဲလည်းမဝင်ဘူးတီးကြရက်တည်နေတယ် အဲ့တော့ဒီကြားရက်တီနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်ပြောချင်တာကမြို့နယ်တမြို့နယ်မှာ COC တစ်ခုလောက်တော့တိဆောက်ပေးစေချင်ပါတယ်ခမားတို့တွေကင်ထားတာလက်နက်ဖြစ်တဲ့အတွက်เนาะအဲ့ဒီအဲမှာဗျာအခုဥပမာဆိုရပါဆိုမင်းအောင်မှန်ရအောင် PD ရဲ့တဖွဲ့ကိုဖွဲ့ပြီးစေလွှတ်လိုက်မယ်တော်မင်းတို့တွေ PD ရဲ့အယောင်ဆောင်လိုက်ပြီးအပြက်မောက်တွေလှုပ်လိုက်ကဲဘလူးရှင်းမလဲဘလူးတောင်းဝင်ခံမလဲเนาะပြီးရင် PD ရဲ့တွေအပြက်မောက်လှုပ်ပါတယ်ဆိုပြီးကဘာကိုထအောင်မယ်ဘသူကတောင်းဝင်ယူဖြည့်ရှင်းမလဲဒါတွေကအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ လော်ကယ်အဖွဲ့တွေကိုကျွန်တော်တို့လေးစားပါတယ်တော်လန်ရင်စိတ်သက်သက်လှုပ်နေတယ်ဒါပေမဲ့ခမတိရမှာကငါတို့ဟာငါတို့တက်ဖွဲ့တဲ့လက်နက်ကင်ပြီးလှုပ်ချင်တာလှုပ်နေတယ်တော်လန်ရင်မဟုတ်ဘူးဒါကိုတိရမယ်အဲ့တော့အ ਨੇ ဆုံးဆင့်ကိုမြို့နယ်မှာလော်ကယ်ဗန်အဖွဲ့ရှိတယ်နော်ဒီအခုမကွေးတိုင်းမကွေးတိုင်းဘယ်မြို့နယ်စသဖြင့်မြို့နယ်မှာလော်ကယ်ဆယ်ဖွဲ့ရှိဒီဆယ်ဖွဲ့ကမဟာမိတ်ကြစ်လစ်ဆိုတော့တိစောက်ထားရမယ်နော်အဲ့တော့လော်လော်ကယ်လော်ကယ်ချင်းလည်းမဟာမိတ်မရှိဘူး MOD အောက်ထဲလည်းမဝင်ဘူးတိုင်းနာအိယာကိုအောက်ထဲလည်းမဝင်ဘူး တယောင်လူလေး၁၀ယောက်လောက်လဲလက်နက်ကင်ပြီးတော့တော်လန်ရင်းလုံနေတယ်တကယ်ကစစ်တပ်စစ်တောင်းထိုးတဲ့ချိန်ကျရင်ကောင်းထွက်ပြေးတယ်ရွာကိုထားပစ်ခဲ့တယ်အဲ့တော့ကြံပစ်ခဲ့တဲ့ရွာပြည်သူတွေကဒီစစ်တပ်ကတပ်ဖြတ်တာမီးချိုတာဖမ်းဆီးတာမျိုးစုံနှိပ်စက်တာတွေခံရတယ်ဒါအတိတ်ပဲလုံးဝမရှိတဲ့ကိစ္စเนาะအဲ့တော့စစ်တပ်ကတော့တိတဲ့အတိုင်းဝင်လိုက်အကောင်မဟုတ်ချိန်မှာပဲသူတို့မှသူတို့ရဲ့ရန်သူဆိုတာပြည်သူမှန်တယ်များဟာလက်ရှိစစ်တပ်ကရန်သူဖြစ်နေတာအဲ့ဒီအတွက်တော်လိုင်းအင်အားစုတွေအနေနဲ့ကိုကဖြစ်ဖြစ်မြောက်မြောက်လုံနိုင်တဲ့ data ဆိုရင်လုံပါ ဖြစ်ဖြစ်မြောက်မြောက်မလုံနိုင်မဲနဲ့ပြည်သူကြားတဲ့ဟန်ပြယုံတော့တွားပြီးတော့ပေါ်ရှုံးမလုံပါနဲ့နော်ဒါအရေးကြီးပါတယ်နောက်တစ်ခုကတော်လန်ရေးကိုတော်လန်ရင်းနဲ့တူအောင်လှုပ်ကြဖို့လိုတယ်လက်နက်ကင်ပြီးတော့ပါဝါထုတ်တာလို့စီးပွားရှာတာလို့လှုပ်ပိုင်ခွင့်ဝင်ရှာတာလို့ဆိုရင်တော့ကျွန်တော်တို့ဟာခွေးကိုတော်လန်ရင်းနဲ့ကိုကိုတိုင်ခွေးဖြစ်သွားလိမ့်မယ်ဒါကိုတိဖို့လိုပါတယ်အဲ့တော့အခုဒီမှာဒီပခုတ်ကူဘကပါဖတတိပေးထားတယ်လို့ပဲ ျွန်တော်တို့က local တွေစိုးမိုးရတဲ့ရွာပေါ့ဗျာတဘောအခုဒီတရွာမှာ MOD လည်းမရှိဘူးတိုင်းသားလက် IA ကိုလက်အောက်ခံလည်းမရှိဘူးတိုင်းပဲ local အဖွဲ့တစ်ဖွဲ့စိုးမိုးထားတယ်ဒီအဖွဲ့ကိုဒီရွာကိုဝင်လာတဲ့အဖွဲ့အစည်းဆိုတာစစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းလားတော်လှန်ရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းလားအေးစစ်တပ်နဲ့ပတ်သက်နေလို့နော်လုံခြုံရေးအရာပြည်သူတွေလုံခြုံရေးအရာစသဖြင့်အခုလိုမျိုးတားဆီးတယ်စစ်ဆေးတယ်ပြဿနာရှာတယ်ဆိုရင်တမျိုးတော်လှန်ရေးတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတခုကဝင်ရောက်လာတယ်ဆိုရင်မဟာမိတ်အနေနဲ့လုံအောင်လက်ခံရမယ် နော်ဒါဖြစ်ကိုဖြစ်တဲ့အရာဘာလို့ဆိုတော့ရန်သူမဟုတ်ဘူးလေတော်လှန်ဖက်သားအချင်းချင်းအဖွဲ့စည်းဆိုရင်မဟာမိတ်အနေနဲ့လက်ကိုလက်ခံရမယ်အဲ့လိုလက်မခံနိုင်ဘူးဆိုရင်ဒါဟာတော်လှန်ရေးစိတ်ဓာတ်မရှိဘူးလို့မှတ်ယူရလိမ့်မယ်နော်အရေးကြီးပါတယ်ဒါကြောင့်မလို့ local တွေအားလုံးကိုကျွန်တော်တို့မေတ္တာရက်ခံချင်တာကအ ਨੇ ဆုံးမြို့နယ်အဆင့်တော့ခင်ဗျားတို့ COC တိဆောက်ပေးပါမဟာမိတ်ကိုကြစ်လစ်စွာလှုပ်ပေးပါတဖွဲ့တစ်ဖွဲ့ကပြဿနာရှာမစုံတဘောမြို့နယ်တစ်ခုမှာ10ဖွဲ့ရှိတယ်ဗျာ local 10ဖွဲ့ရှိတယ် local 10ဖွဲ့ကိုကျွန်တော်တို့ကတဖွဲ့ချင်းနေမယ်ဆိုရင် ဒီတစ်ဖွဲ့ပြဿနာရှားနေတယ်ကြံတဲ့ဖွဲ့တွေကငါတို့နဲ့မဆိုင်ဘူးပြောမှာပဲဒီတစ်ဖွဲ့လမ်းကြောင်းလွဲသွားတယ်ကြံတဲ့ဖွဲ့တွေကငါတို့နဲ့မဆိုင်ဘူးပြောမှာပဲဟော၁၀ဖွဲ့ရှိတာ၁၀ဖွဲ့လုံးကိုကျွန်တော်တို့ COC တိဆောက်မယ်ကြစ်လစ်စွာနဲ့เนาะဒီမဟာမိတ်တွေအဖြစ်ခိုင်မာစွာယက်တိထားမယ်ဆိုရင်၁၀ဖွဲ့မှာတစ်ဖွဲ့ကလမ်းကြောင်းလွဲလာမယ်မဟုတ်တာလောက်လာနဲ့ကြံတဲ့၉ဖွဲ့ကထိန်းလို့ရတယ်အဲ့ဒါအရေးကြီးတယ်လက်နက်ကင်ထားတယ်ဆိုတာလက်နက်ကင်ထားတဲ့အဖွဲ့တိုင်းဟာတော်လှန်ရေးလို့တတ်မှတ်လို့မရဘူးလက်ရှိမြန်မာနိုင်ငံမှာပို့ဆိုးတဲ့လက်နက်ကင်ပြီးစီးပွားရှာတဲ့အောက်တန်းစားတွေတပုံကြီး နော်ခါနဲ့တနတ်ထိုးလိုက်ရင်တနတ်မရှိတဲ့ကောင်လူမထင်တဲ့ကောင်ဒီတပုံကြီးဆိုတော့ဒါတွေဟာကျွန်တော်တို့ကကြိုတင်ကာကွယ်ဖို့လိုပါတယ်ဒါကြောင့်မို့လို့ local အဖွဲ့တွေအနေနဲ့ local အဖွဲ့ကိုဥဆောင်နေတဲ့ပုံကိုယ်တွေအနေနဲ့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်အဲ့ဒါကအများကြီးမဟုတ်ပါဘူး AUG အောက်တဲကိုဝင်ပါဒါမှမဟုတ်တိုင်းသား IRO အောက်တဲကိုဝင်ပါဒါမှမဟုတ်ရင်တော့ခမားတို့မြို့နယ်တမြို့နယ်မှာအ ਨੇ ဆုံးဘယ်နှဖွဲ့ရှိရှိကြစ်လက်ဆိုတာမဟာမိတ်စုဆောင်းပေးပါလို့စုစည်းပေးပါလို့တောင်းဆိုချင်ပါတယ်ဒါပြည်သူအတယောက်အနေနဲ့ တောင်းဆိုတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်တတိယနှစ်ပတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့စစ်အာဏာတိမ်းပြီးနောက်ခရီးသွားလုပ်ငန်း90ရာခိုင်နှုံးတာလေပတ်နိုင်တော့တယ်ဆိုတဲ့တင်ပေဖြစ်ပါတယ်တော်သေးတာပေါ့90လဲနေသေးလို့အမှန်တကယ်ဆိုတခုမှမလဲရမှာမြန်မာနိုင်ငံမှာစစ်တပ်အာဏာတိမ်းထားတဲ့9နှစ်တာကာလအတွင်းခရီးသွားလုပ်ငန်း90ရာခိုင်နှုံးတာလေပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအတင်းကနေတိရပါတယ်ပြည်တွင်းမှာ내မြေဒေတာလုံခြုံမှုမရှိတာကြောင့်ပြည်တွင်းခရီးသွားအပြင်ပြည်ပခီးသွားတွေပါတွားရောက်လေပတ်မှုမရှိတော့ဘူးလို့တိရပါတယ် ပြည်တွင်းခီးတော်အများစုကလည်းပွဲတော်ကာလရက်မှတ်တာလက်ပတ်လက်ရှိတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံခီးတော်လုပ်ငန်းရှင်များအတင်တာဝန်ရှိသူကကိုဗစ်ကာလမတိုင်ခင်နဲ့နှိုင်းရှင်ရင်တော့ဒီ9နှစ်အတွင်းမှာတဝက်လောက်ပဲရောက်သေးတယ်အရင်အချိန်တွေကိုပြန်မရောက်သေးဘူးတိပကနေအဝင်ကြတော့နည်းသေးတာပေါ့ထင်သလောက်တိုးတက်မှုမရှိဘူးလာတဲ့ဆိုယုံလောက်ပဲရှိတာဒေတာတွင်းလုံခြုံရေးဆိုင်ရာအခက်အခဲတွေရှိနေတော့ခီးတော်လုပ်ငန်းကမတိုးတက်လာဘူးလို့ပြောပါတယ်ပြည်တွင်းပြည်ပခီးရွာအဲ့တဲ့အများစုဟာပကံချောင်းတာငွေဆောင်တောင်ကြီးအင်းလေးကလောနဲ့ကြိုက်သီးယူ ဖះကိုအများဆုံးတွားရောက်ကြတယ်လို့သိရပါတယ်မြန်မာနိုင်ငံခီးတော်လုပ်ငန်းရှင်များအတင်းအတင်းနဲ့စစ်တပ်ကကျင်းပတဲ့တရားမဝင်ရွေးကောက်ပွဲအလွန်ကာလမှာတိုးတက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်းပါတယ်ဒါဆိုရင်တော့စစ်တပ်ကရွေးကောက်ပွဲအောင်မြင်မယ်လို့ချုပ်တင်ခန့်မှန်းတာနဲ့အတူတူပေါ့နော်အဲ့တော့လို့ပါတို့တို့လည်းတို့ကန်ဆွမ်းညံဆွမ်းချီးသလောက်တို့စူးစမ်းလိုက်မယ်တို့အာဏာရဖို့အတွက်ဘာလို့ဆိုတော့ရှင်းနေလေတို့ဒီလက်ရှိရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ထွက်ပြီးတော့တရားမဝင်မှုကနေတရားဝင်မှုဖြစ်မှ သူတို့အတက်တွေသူတို့ဘဝတွေသူတို့စီးစိမ်တွေအာမခံချက်ရမှာအဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့တရားမဝင်မှုကိုတရားဝင်မှုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်အဲ့ဒီတရားမဝင်မှုကြောင့်သူတို့ရဲ့ဘဝသူတို့ရဲ့အသက်သူတို့သားနမီညီကိုမောင်တို့မှဆွေမျိုးသားချင်းစီးစိမ်ဥစ္စာအကုန်လုံးဟာအာမခံချက်မရှိတဲ့ဘဝရောက်မှာဘာဖြစ်လို့လဲသူတို့စလုပ်ထားတဲ့ကတရားမဝင်တဲ့အလုပ်ကိုလှုပ်ထားပြီးတော့ဥပဒေမဲ့နိုင်ငံကိုပုံကန်ထားတာပင်မြေကြီးရှင်ရွှေထီးဆိုတဲ့အလုပ်ကိုမင်းအောင်နိုင်တို့ကလှုပ်ထားတာဖြစ်တဲ့အတွက် သူတို့ရှုံးတာနဲ့သူတို့ဟာသိလမ်းမယ်ဒါကြောင့်မလို့သူတို့လည်းအစွမ်းကုန်ကြိုးစားလိုက်မယ်အဲ့တော့ရွေးကောက်ပွဲကနေနောက်ဆုံးတရားမဝင်မှုရအောင်လုပ်လိုက်မယ်အဲ့ဒီအပေါ်မှာတော်လိုင်းအင်အားစုတွေဘက်ကဘာလုပ်နိုင်မလဲဘလို့ဟန်သားနိုင်မလဲဘလို့တိုက်ဖြတ်နိုင်မလဲဒါတွေကအချိန်တိုင်းအဖြစ်ပေါ်လာပါလိမ့်မယ်เนาะအဲ့တော့ဘလို့အဖြစ်ဖြစ်ပြည်သူတွေကတော့စောင့်မျှော်ကြည့်နေပါတယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့ရဲ့တင်းနေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတို့အတူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်အခုလို့ကျွန်တော်တို့ရဲ့တင်းနေကို အဲ့တင်းပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Messenger နဲ့ဆက်သွယ်ပြီးပေးလို့ရပါတယ်နော်ဟုတ်ကဲ့ပါမင်္ဂလာညံ့ကျမ်းမာခင်ဗျာဘေးပြာဝေးကွာကြပါစေ